ဲတခြားမျိုးကနေပြီးအဲ့ဒီမျိုးကိုကောက်နှစ်နိုင်ကျော်သုံးနိုင်လောက်ဈေးရကြိုပြီးထွက်လာဟုတ်အဲ့လိုဈေးပြီးတော့မှပြီးတော့မှပြိုင်ပွဲကန်တာတချို့တွေကပြောတယ်ကွာဟိုဒီအုပ်စုပွဲကတက်မှာမဟုတ်ဘူးဘာမှအောင်မှာမဟုတ်ဘူးအဲ့လိုအဲ့လိုမျိုးကျွန်တော်မကြိုက်တာဖြစ်ချင်တော့ဖြစ်ချင်တော့ကျွန်တော်အဲ့ဒီအရှိမအိုလံပစ်ခြေစဝဲကန်နာဒါမအောင်အီရန်အိရှင်မှာအဲ့တော့ပိုဆိုးတာမအောင်မှာမဟုတ်ပါဘူးအဲ့လိုမျိုးပြောရဲအဲ့ဒီစိတ်ကိုမခံချင်ဘူးဖြစ်နေအားချင်းပြိုင်နေချိန်မှာအဲ့လိုမျိုးဟိုညံကောင်းတဲ့သူကနိုင်သွားတဲ့ပုံစံမျိုးပေါ့ ရတဲ့များအောင်ပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီပိုင်းမှာတော့အခု SEA Games ဆင်းနီးလာပြီဆိုတော့ SEA Games ဆင်းပတ်သက်တဲ့ဇလိုက်ကျော်ရဲ့သူကစားခဲ့စဉ်ကာလာတွင်ကအမှတ်တရနဲ့အတူအခုလက်ရှိကစားသွားမဲ့ SEA Games team ပေါ့နော်။ဒါမြန်မာလေးရွေးစဉ်မျိုးသမီးအသင်းအတွက် Apex ကားကြီးကိုဆက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ ကဲဇူလိုင်ဇူလိုင်ကတော့ဒါ SEA Games မှာအမတို့မှတ်မှတ်ရဆိုလို့ရှိရင်၄ချိန်ထိပါခဲ့ရပေါ့နော်ဆိုတော့ပါဝင်ပြီးကစားခဲ့ရတဲ့အဲဒီဇူလိုင်ရဲ့ SEA Game ကာလတလျှောက်ဖြတ်သန်းခဲ့ရတဲ့အမှတ်တရတွေအမတို့ပြန်ပြီး sharing လုပ်ကြမယ်ဆိုတော့အရင်ဆုံးအနေနဲ့အမျိုးသမီးအသင်း SEA Games ဆင်အမှတ်တရလို့ပြောရင်အမတို့ဒါမှတ်မှတ်ရရအခုလက်ရှိချိန်ထိကတော့မြန်မာအမျိုးသမီးအသင်းက SEA Games မှာရွှေမြခဲ့ဖို့ပေါ့နော်ဆိုတော့ငွေကဒါအမြင့်ဆုံးဒါ အဲဒီအမျိုးသမီးတွင်အသင်းအတွက်ပေါ့အဲရခဲ့ရစူးစိတ်ဆိုတော့အမအရှေ့ရသူတွေမေးခဲ့တော့လည်းပြောခဲ့အမတို့ဒီ2005တော့ငွေစေးရခဲ့တယ်ဒါပေမဲ့အဲ့နှစ်ပေါင်းဒါ16နှစ်ကြာမှ2023စီးကိန်းမှာငွေပြန်ရခဲ့ပေါ့နော်ဆိုတော့ဒါကအမြင့်ဆုံးအောင်မြင်မှုအနေနဲ့ပြည်သက်တွေငွေရရဲဆိုပေမဲ့ရွှေရရတယ်လို့ပဲပြောခဲ့ရတဲ့အခိုက်အတန့်တွေပေါ့ဆိုတော့ဒီအခိုက်အတန့်တွေမှာဂျူလိုင်ကပါခဲ့တယ်ဆိုတော့ဂျူလိုင်မှတ်ရခဲ့တဲ့ဒီစီးကိန်း၄နှစ်တာကာလအတွင်းပေါ့နော်စပြီးတော့မလေးရှားစီးကိန်းကနေစပြီးကစားမှတ်တင်တယ်နော်2 2019မလေးရှားရ2019 19ဖိလစ်ပိုင်ရပြီးလို့ရှိရင်အဲ2020ရဗီယက်နမ်ရပြီးတော့2023ကမ်ဘောဒီးယားရပေါ့နော်ဆိုတော့ဒီ၄နှစ်တာဖြတ်တန်းခဲ့နှစ်တစ်နှစ်ချင်းစီရအမှတ်တရရပြောမယ်ဆို2019စီးကိန်းမှာစပြီးပါတော့အဲဇူလိုင်ရအမှတ်တရလေးပြန်ပြော sharing လုပ်ပြီအဲ့တော့ဆိုရင်တော့အမှတ်တရတော့ကျွန်တော်ငယ်သေးငယ်သေးရငယ်သေးရ ကစားကျင်တယ်ဒါပေမဲ့လည်းကစားကျင်တော့ပွဲရလေအဲ့တော့ကျတော့အုပ်စုပွဲမဟုတ်ကျွန်တော်တော့ပက်လေကစားတာအတင်းနေတော့လေအဲ့လိုပက်လေကစားတာဆိုတော့ကစားကျင်ဒါပေမဲ့လည်းမိနစ်ပိုင်းတွေပဲကစားခဲ့ရတယ်အမ်အမတ်တရတော့ပြောမယ်ဆိုရင်ကွင်းနဲ့မဟုတ်ပဲကွင်းပြင်ပြင်းနေပြီအော်ဟုတ်ကဲ့ဆိုတော့အိုမလေးရှားကျွန်တော်တို့အရင်အင်ရှင်ဖြစ်သူတို့အင်ရှင်မှာကျလာဆိုသူတို့မလေးရှားရဲ့အကျင့်ရုံတယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါမျိုးလေးခံစားရတာပေါ့ဟုတ်အပြစ်မှာဘာကြီးအဲ့လိုအမှတ်တရဖြစ်ခဲ့လဲကိုင်းနေမဟုတ်ပဲနဲ့အမ် ဘာဘယ်လိုပြောမလဲတိတ်ပြီးမပြောတတ်ဘူးအငယ်ဖြစ်နေတော့အဲ့ဒီရဲ့ဥစ္စာတွေတော့ဟုတ်ကဲ့ကျေဒါတော့2019ကောဆက်ခွန်တော့ကတော့ဘာပြောပြောကိုကလည်းငယ်သေးတိတ်ပြီးတော့ထဲထဲဝင်လည်းမစားသေးဘူးဆိုတော့ Queen Twin ရဲ့အမှတ်တရမရှိပေမဲ့အဲ2019မှာတော့ Queen Twin အမှတ်တရရှိမယ်လို့ထင်ပါတယ်ဆိုတော့အဲ့တုန်းကလည်းဒါဘာပြောပြောအဲမြန်မာမျိုးသမီးသင်းအနေနဲ့ တတိယနေရာလူပွဲဂျေးတစိပေါ့နော်ဆိုတော့ဒါဖိလစ်ပိုင်နဲ့ကစားခဲ့ရတယ်နော်အဲ့တော့ဖိလစ်ပိုင်ကို2-1နဲ့နိုင်ခဲ့တဲ့အမှတ်တရဆိုတော့အဲ့တော့ကလည်းဒီပါဝင်ပတ်သက်ခဲ့တဲ့နှစ်ဂိုးမှာတစ်ဂိုးကဒါဇူလိုင်ရဲ့ဂိုးဖြစ်နေဆိုတော့အဲ့အမှတ်တရလေးပြန်ပြီးတော့ sharing လုပ်ပေးပါအဲ့ဒီအမှတ်တရဆိုတော့ကျွန်တော်ဘလိုပဲဖြစ်ဖြစ်နောက်ကနေပြန်လိုက်ပြီးတွင်းရတာဆိုတော့ပျော်တယ်ဗျပြီးတော့လည်းမဖြစ်မနေကျွန်တော်တို့တွေကဒီဥစ္စာကိုတတိယရောက်ကိုရရမယ်ဆိုရင်စိတ်နဲ့လေအဲ့လိုမျိုးကစားခဲ့တာပြီးတော့ဖြစ်ချင်တော့ကျွန်တော်တို့ကအရန်ခတ်ခဲ့တယ် ကျွန်တော်တခါတည်းအဲ့ဒီပွဲကံပြီးတာနဲ့တခါတည်းတန်းပြန်ပါဆိုကျွန်တော်ကျွန်တော်တခြားမြို့မှာနေတာအဲ့တခြားမြို့ကနေပြီးအဲ့ဒီမြို့ကိုကောက်နှစ်နာရီကျော်သုံးနာရီလောက်ဈေးရတယ်ကြိုပြီးထွက်တာဟုတ်အဲ့လိုဈေးပြီးတော့မှပြီးတော့မှပြိုင်ပွဲကံတာပြင်မန်းနော်ပြင်မန်းအဲ့လိုဖြစ်ချင်တော့အဲ့ရနေရန်ပူတာခေါင်းတော်ကြိုက်တယ်ပြော်လေဝမ်းမြေလုတဲ့ချိန်ဆိုလေပူထူးနေအဲ့လိုမျိုးအဲပြော်မြတ်တူကဖြစ်တော့ဘူးဆိုဖန်နဲ့တွေဆိုအရေးကြီးဘူးပေါ့တာပြောမနေနဲ့အဲမဲ့လေအကုံလုံးကလေအဲ့ဥစားတတရရမှဖြစ်မယ်အကုံလုံးကလေစိတ်ရှိအဲ့လိုမျိုး နောက်ဆုံးသူတို့ပြိတ္တတွေနဲ့ဆိုကိုရီးယားလေးဝမ်းစီတွင်းခံတဲ့ထီတော့ဘလိုပဲဖြစ်ဖြစ်မရောချမှာအဲ့လိုမျိုးဘာအဲ့လိုမျိုးကိုမထင်မှတ်တဲ့အချိန်လိုက်ကြမှာအခွင့်အရေးကလည်းအဲ့ဒီချိန်ပဲရကျွန်တော်အဲ့ဒီချိန်ပဲရတဲ့အချိန်ကျမှကိုမိုးရဲ့အဲ့လိုမျိုးတင်ပြလိုက်ကျွန်တော်လည်းအဲ့လိုမျိုးခေါင်းတိုက်သွင်းလိုက်တာပေါ့အဲ့လိုမျိုးတခုပြန်နောက်ကိုယူဦးကလည်းမထင်မှတ်ပဲနဲ့အဲ့ကိုသမားလည်းဖြစ်ချင်တော့သူ့တက်တယ်ပဲကံလန်ပေါင်ချတဲ့ဝင်ပြီးကိုက ကျွန်တော်အတူဝမ်းနေနေတာစူးစမ်းထုတ်မှုရယ်ကံတရားရယ်ပေါင်းဆက်ပြီးတော့เนาะဘာပဲပြောပြောပြိသက်တွေအမျောလင်းနေရယ်ရွှေမြားခဲဆိုရင်တော့အဲ့တော့ကကျေးဇူးစုတက်တရားနေရာလူပွဲမှာဖိလစ်ပိုင်ကိုနိုင်ပြီးရတော့ဆိုတော့အဲ့ဒီတော့ပြန်ဆိုင်တာပြန်ရခက်ဆုံးပြန်ဘက်ကဘယ်အသင်းဖြစ်မလဲဗီယက်နမ်ပဲလားအဲကျွန်တော်ဘီယန်နာကျွန်တော်အဲ့တော့မတွေ့လိုက်တွေ့ရဟုတ်တယ်တွေ့ရဟုတ်သူကဟိုဘက်အုပ်စုနေအဲ့လိုမျိုးအုပ်စုဖြစ်တယ်ထိုင်းနေပေါ့အတီကဟုတ်ဟုတ်ကျွန်တော်ထိုင်းနေပဲတွေ့လိုက်အဲ့ထိုင်းနေချိန်မှာလေကျွန်တော်နောက်ဆုံး 15မိနစ်လောက်လိုတဲ့ချိန်ကျမှတကူပေးပြီး1စီးနဲ့ကျွန်တော်တို့အဲ့ဒါ final မတက်ပဲနဲ့ကျွန်တော်တတရလူလိုက်ဟုတ်အဲ့နှမျိုးဖို့အရင်ကောင်းတယ်နော်အဲ့ခိုက်တန်ကဟုတ်ကဲ့ဆိုတော့အမနောက်ထပ်တစ်ခုပေါ့ဒါပြီးသွားတော့16ပြီးရေအမတို့27ခေါ်မှာပေါ့နော်27ခံရမှာ22မှာခံရတယ်နော်အဲ့ဒါ VNM ပေါ့ဆိုတော့ VNM မှာတော့လိုချင်တဲ့ဆိုတာလွဲခဲ့ပေါ့ဆိုတော့အဲ့တော့ကရောဘာကြောင့်အဲ့လိုဖြစ်သွားလဲအဲဘာကြောင့်အဲ့လိုဖြစ်တာလဲဆိုတော့အဲ့တော့ကလည်းကျွန်တော်ဘယ်လိုပြောရမလဲ ထင်သားလောက်အဆင်မပြေတော့ပြီးတော့နောက်တစ်ခုကွာအချိန်မှာကစားတချို့ကစားသမားတွေက injury ကြောင့်လွဲချော်သွားအဲ့လိုမျိုးရှိတယ်ပြီးရင်လည်းကစားသမားတချို့ရဲ့အဲ့လိုမျိုးနေရာ position နဲ့အဆင်မပြေသွားတာကြောင့်လည်းပါတယ်ကွာအဲ့လိုမျိုးဥစား injury ဖြစ်တဲ့ကစားသမားကြောင့်အနာနီးမှကက်ဖြစ်သွားတာဟုတ်အဲ့တော့ဆရာအနေနဲ့လည်းလောရတာခင်ဗျာခက်ခက်ပြီးတော့နောက်တစ်ခုကကျွန်တော်အဲ့လိုမျိုးပဲ training သွားစရင်ကျွန်တော်တို့ကွာ2နာရီလောက်ကြာကားစီကအသွားပြန်ဆိုရင်4နာရီလောက်ပြီးမြင် ်ထွေးနေစင်းတဲ့ချိန်အဲ့လိုပန်းတဲ့ချိန်တစ်ခါလေကျရင် recovery မဖြစ်ဘူးဟုတ်ကဲ့အဲ့လိုမျိုး recovery မဖြစ်တဲ့ချိန်ကျတော့နောက်ပိုင်းပွဲတွေပွဲတွေပန်းသွားတာပွဲတွေပန်းပြီးတော့နောက်ဆုံးအဲ့ဒီလိုပဲဘယ်လိုပြောမလဲဖိလပိုင်နဲ့ပဲတွေ့တာကျွန်တော်တို့တတရလူတဲ့ချိန်မှာအဲ့အဲ့ချိန်ညာသူတို့ပိုဆိုးထားတာသူတို့ရဲ့အဲ့လိုမျိုးဖိလပိုင်ကလူဖြည့်တာပိုတောင်းများလာသေးရဲ့ဟုတ်အဲ့လိုဖြစ်တဲ့ချိန်မှာခန္ဓာကိုယ်ကလည်းကွာတယ်ပြီးရင်အရင်မောင်းသူတို့ကောင်းလာဆိုလည်း အဲ့လိုမျိုးကောင်းတယ်လည်းမဟုတ်ဘူးကိုဟုတ်အဲ့ရှိမှာကျွန်တော်တို့ရဲ့အဓိကကျတော့နောက်ဆုံးချိန်မှာဘာပဲဘာကွာသွားလဲဆိုအဲ့လိုမျိုးဘာကွာပါဒီမရတာနဲ့ဝီးဖြစ်တာနဲ့ပြီးတော့အဲ့ရှိမှာကိုဝင်းသိရင်ထုံးက injury ဖြစ်သွားကစားနေရင်းနဲ့အဲ့လိုမျိုးဖြစ်သွားပြီးတော့ကျွန်တော်တို့အတွက်အဆင်မပြေဖြစ်ပြီးတော့လွဲချော့ခဲ့တာဟုတ်ဟုတ်ဒါပဲနှစ်သိမ့်ပေးလိုက်တာတော့23ကမ္ဘောဒီးယားမှာပြည်သက်တွေပြန်ပြီးငွေစည်းယူပြီးတော့နှစ်သိမ့်ပေးလိုက်တယ်ပေါ့နော်ဆိုတော့23ကမ္ဘောဒီးယားစီဂိမ်းဆင်ပတ်သက်ပြီးတော့ပြောပြပေးပါဦး။อืมအဲ့တော့ဆိုပထမကျွန်တော်တို့အုပ်စုကြက်တာဗျ။ဟုတ် ဖိလစ်ပိုင်ရဲ့ဗီယက်နမ်ရဲ့မလေးရှားရဲ့ဆိုတော့အဲ့လိုဖိလစ်ပိုင်ရုံးလဲဘာဖြစ်ဖြစ်ကျွန်တော်တို့ကသူကပထမအစီရန်အဲ့လိုမျိုး AFF ပွဲမှာလားအစီရန်ပွဲမှာလားမသိဘူးအင်ရှင်မှာဟုတ်ကဲ့ဖလားရတာကွာဟုတ်ကဲ့အဲ့လိုဖလားရလာတဲ့ဥစ္စာကိုကျွန်တော်တို့ကဒီဘက်မှာသူတို့ကပြန်သူတို့ဖလားရလာတဲ့အသိဆိုကျွန်တော်နည်းနည်းရှိန်တယ်ကွာပြီးတော့နောက်တော့သူတို့လူတွေပေါင်းဆက်တာလည်းအများကြီးပဲအဲ့တော့ကျွန်တော်တို့ကတချို့တွေကပြောတယ်ကွာဟိုဒီအုပ်စုပွဲကတက်မှာမဟုတ်ဘူးဘာမှအောင်မှာမဟုတ်ဘူးအဲ့လိုမျိုးအဲ့လိုမျိုးကျွန်တော်မကြိုက်တာဖြစ်ချင်တော့ ဖြစ်ကျင်တော့ကျွန်တော်အဲ့ဒီအရှိမအိုလံပစ်ခြေစဝဲကနာဒါမအောင်အီရန်ကိုအင်းရှင်မှာအဲ့တော့ပိုဆိုးတာမအောင်မှာမဟုတ်ပါဘူးအဲ့လိုမျိုးပြောရဲအဲ့ဒီစိတ်ကိုမခံကျင်ဘူးဖြစ်နေဟုတ်ကဲ့ဒီခါလေးကျရင်အဲ့လိုမျိုးမအောင်တာပဲကျေးဇူးတင်ရမလို့လို့လည်းဘာလို့ဆိုတော့အဲ့ဒီရရလက်မခံကျင်ကြအောင်အဲ့လိုမျိုးအရှိမပူကောင်းပါဘူးအဲ့လိုမျိုးအဲရင်းတို့ဖိလပိုင်နဲ့တွေ့ရဖိလပိုင်တွေ့ရချိန်မှာကျွန်တော်တို့1စီးနဲ့နိုင်တယ်ဟုတ်အဲဗီယက်နမ်နဲ့ကြာတော့ကျွန်တော်တို့ရှုံးသွားရပေါ့ကွအဲနောက်တော့အဲ့ချိန်မှာကျွန်တော်တို့မလေးရှားနဲ့ထပ်တွေ့တယ်ဖြစ်ချင်တော့ အဲကိုထွရှိဝါလည်းကိုဝင်းသိင်ထုံပေါ့သူကလည်းဘယ်လိုဖြစ်လဲဆိုတော့ဟိုနှဝတဏီလို့ဖြစ်သွားပေါ့အရှိမနှဝထိတာအတွက်တပွဲပဲခဲ့အဲ့တော့သူကလည်းမပါအဲ့ရှိမကျွန်တော်ကတေချာပေါ့ကျွန်တော်တို့နှစ်ယောက်ကကွာသူအရှိဆိုရင်ကျွန်တော်ဝင်းဆော့ပြီးတော့ဒီခါကျွန်တော်အရှိဆိုရင်သူကဝင်းဆော့ပြီးအဲ့လိုမျိုးချိန်တောင်းလေးတော့ရှိအဲ့တော့သူကမရှိတော့ဘူးဆိုတော့ကျွန်တော်အရှိမကျွန်တော်တေချာအဲ့တော့ဒီပွဲကတေချာပေါ့ငါကိုရှူရမယ်ငါသွင်းရမယ်အဲ့လိုမျိုးစိတ်ရှိအဲ့နဲ့ ကျွန်တော်လည်းအဲ့လိုမျိုးစိတ်ထားရဲကျွန်တော်ဂူပြင်းပြရမှာကျွန်တော်ကအုပ်စုဘုံနဲ့တွေ့မှာတက်မှာအဲ့လိုအုပ်စုဘုံနဲ့တက်မှာဟိုဘက်ကကမ်ဘောဒီးယားနဲ့တွေ့တွေ့မှာဟုတ်အဲ့လိုမျိုးပေါ့ဟိုအနေနဲ့များတော့ထိုင်းနဲ့မတွေ့ချင်ဘူးလေသူတူကိုကတော့အဲ့လိုမျိုးအဲ့လိုမျိုးကြတော့ကျွန်တော်ဖြစ်ချင်တော့ကျွန်တော်ဂူနှစ်ဂူသွင်းခဲ့တယ်အဲ့ဒီမလေးရှားနဲ့အဲ့လိုအဲ့လိုချိန်မှာနောက်ဆုံးဖြစ်ချင်တော့ဂူကတကူလို့နေအော်အဲ့လိုတကူပြန်ပေးလိုက်ရတော့ကျွန်တော်တကူပေးလိုက်ရတဲ့အချိန်ကျတော့ကျွန်တော်တကူနောက်တစ်ထပ်သွင်းမှဖြစ်ဟုတ်ကဲ့အဲ့လိုမျိုးအဆင်မပြေရအောင်နောက်ဆုံးတော့အုပ်စုဒူးနေပဲ ကျောင်းတွေ့ရထိုင်းနဲ့တွေ့ရထိုင်းနဲ့တွေ့ရထိုင်းနဲ့ချင်ပါဆိုထိုင်းနဲ့တော့တွေ့ရဟုတ်အဲဟိုဘက်ကလည်းထိုင်းနဲ့တွေ့ရတယ်ချင်မှာသူတို့ဘက်ကလည်းအငယ်တွေလည်းတချို့ပါတယ်အကြီးတွေလည်းတချို့ပါတယ်အင်းနောက်ဆုံးတော့ကျွန်တော်တို့ဘက်ကရောစူးစားအထုတ်မှုရောပြီးတော့ဘယ်လိုပြောမလဲအားချင်းပြိုင်နေချိန်မှာအဲ့လိုမျိုးဟိုညံကောင်းတဲ့သူကနိုင်သွားတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးကြောင့်ပေါ့ပြီးတော့လည်းနီးပြားရဲ့အပြောင်းလဲဥစ္စာရောသူလူသုံးတဲ့ဥစ္စာရောလည်းမှန်သွားတယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ် အဲဒါပေမဲ့အဲ့ရောကပွဲကအဲ့လိုအပြည့်အစုံတာမဟုတ်လीเนาะဆိုတော့သူထင်ကိုတင်ကစားနိုင်ခဲ့တဲ့အခိုက်အတန့်လည်းဖြစ်တယ်ငွေရရဆိုပေမဲ့ရွှေရသလို feeling မျိုးအမတို့ရခဲ့ရတယ်ဆိုတော့ဘာပဲပြောပြောဒါအောင်မြင်မှုတစ်ခုလို့ပဲပြောရမှာပေါ့เนาะဆိုတော့လေးချိန်အောင်ဖြတ်တန်းခဲ့တကယ်ကို experience အဲပြောမှဆိုလို့ရှင်အရှိရာ senior ဇာသမားတွေနဲ့လည်းအများကြီးမိခဲ့တယ်အခုလက်ရှိမှာအခုဒီပြိုင်တော့မဲ့ SEA Games အတွက်ကတော့ဒီ injury ကြောင့်နားရတဲ့ကာလတွေကြောင့်မပါခဲ့ရဘူးဆိုတော့အခု လက်ရှိဒီတော့ပြိုင်မဲ့ကလေးတွေပေါ့နော်ဒါအမျိုးသမီးတင်းဆိုတော့အသက်ကန့်သက်ချက်မရှိဘူးလीနော်ဆိုတော့လက်ရွေးစင်မဲ့တော့ပြိုင်ရတာဆိုတော့အဲ့အတွက်ကောအခုလက်ရှိအနေထားကအဲမြန်မာတင်းဘယ်လောက်ထိမျှော်လင့်လို့ရလဲ음မျှော်လင့်လို့ရမလဲတို့သူတို့တွေကဘယ်လိုပြောမလဲဆိုအခုက50 50ပဲဖြစ်နေအုပ်စုကလည်းဘာလို့လဲဆိုအရင်မိနစ်ကတည်းကတော့အရင်ပဲလေးရှားရဲ့ဒါဖိလပိုင်ရဲ့ VNA ဟုတ်ဒါပေမဲ့အရင်ပထမသူတို့ပြန်ခဲ့တဲ့ပွဲမှာကြည်ရတဲ့လောက်ကတော့ကျွန်တော်ဖိလပိုင်ကို အရင်ကတော့မကြောက်ဘူးကွာအရင်ကတော့ဘာလို့တို့တော့တချို့လူတွေကလည်းမရှိတော့ဘူးပြီးတော့လည်းအဲတို့နေပြပြောင်းလဲလဲဖြစ်သွားအချိန်ကျတော့ကျွန်တော်တို့ဖိလစ်ပိုင်ကိုနိုင်မယ်ကွာဗီယက်နမ်တော့တို့ရဲ့ခြေပေါ်မှာပဲမူတည်ဒါပေမဲ့ဗီယက်နမ်လည်းအရင်ကအတကြီးတဲ့သူတွေပဲရှိတာကွာဟုတ်ကဲ့အဲ့တော့လုံနိုင်မယ်လို့တော့ယုံကြည်ရဟုတ်ဟုတ်ဒါပေမဲ့လည်းဘယ်လိုပြောကန်ဂျမားလည်းပြောလို့မရဘူးလေဟုတ်အဲဒါပေမဲ့ဟို သူတို့ယုံကြည်ကြည်နဲ့ကြော်လွားနိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ယုံကြည်ဟုတ်ကဲ့ဆိုတော့မရဘူးသေးရဲ့ဒီမြန်မာမျိုးသမီးသေးရဲ့စီကိန်းရွှေစိတ်ကိုအမတို့လည်းမျှော်လင့်ပါတယ်ဆိုတော့ဇူလိုင်ဖြတ်တန်းခဲ့တဲ့ဒီစီကိန်းလေးနှစ်တာကာလအတွင်းမှာအဲဒီခက်ခဲဆုံးပြိုင်ဘက်ပေါ့နော်အမတို့ဒါမှ VNN ရှိမယ် Thai ရှိမယ်အဲဒါနောက်ပိုင်းဆိုလို့ရှိရင်အခုဆိုရင်ဒါအပြောမဆိုစင်ကာပူတို့ဘာတို့လည်းကောင်းလာပြီလေနော်ဆိုတော့ဒီလိုနေထားမှာဆိုရင်ရော အဲဂျူလိုင်ရိုခေတုံးမှာဖြတ်တန်းခဲ့ရမှာအခက်ခဲဆုံးပြိုင်ဘက်ကထိုင်းလာမဟုတ်ဘူးကျွန်တော်တို့ကတော့ခက်ခဲလို့ထင်တာတော့ VNN VNN ပဲဟုတ်အခုလက်ရှိချိန်ထိလည်း VNN လို့ပဲပြောကြတယ်ဘာကြောင့်လဲဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောပြမယ်ကွာတခါတလေကြာရင်ကွာကစားသမားတွေကသူတို့နီးပြခိုင်းတဲ့အတိုင်းလုံနိုင်တယ်ဟုတ်ကျွန်တော်တို့ရှီမားကြတော့ကွာမလုံနိုင်တာမဟုတ်လုံနိုင်ဒါပေမဲ့တခါလေကြာရင် mindset ကကွင်းထဲရောက်ရင်လွတ်သွားအဲ့လိုလွတ်သွားတဲ့အချိန်ကျရင် control ကဖုန်နေရာရောက်ရမယ့်နေရာကိုကိုယ့်ရဲ့နေရာ position ကိုမရောက်တဲ့အချိန်ကျတော့ ဟာကစားကုတ်ကလွတ်သွားတယ်လို့မျိုးဖြစ်တယ်ကွာ VNL ဆိုကျွန်တော်တို့ခုကကျွန်တော်တခြားကျွန်တော်ရဲ့ partner တရားကျွန်တော် person ပေးလိုက်ပြီဆိုရင်တို့ရှိမှနောက်ထပ် pressing ဝင်နေသူက2ယောက်လောက် auto ရောက်လာပြီပြီးနောက်တစ်ခါတို့ရဲ့ defend ကိုကစားတာ combat defend အရင်ဖြစ်တယ်အဲ့လိုဟုတ်အဲဆိုလက်ရှိချိန်ထိကမြန်မာအမျိုးသမီးတင်းကို threat ပေါ့ကျွန်တော်ချင်းချောင်းနေတဲ့အတင်ပြပါဆို VNL မဲ့ပေါ့ဟုတ် ကျော်အအရင်တော့အထိုင်းကိုတူတင်ကိုတင်ကစားဖို့အတွက်အပြောမစို့မြန်မာတင်းအတွက်နည်းနည်းခက်ခဲရပေါ့နော်ဆိုတော့အခုနောက်ပိုင်းမှာထိုင်းအောင်ကြောက်စရာမလိုတော့ပါဘူးဆိုပြီးတော့ဖြစ်လာတဲ့ပုံစံလေးပေါ်မှာရောအဂျိုလာရဲ့အမြင်ပေါ့လက်ရှိကိုကတော့ကစားနေရတာမဟုတ်ဘူးကစားခဲ့ဘူးတဲ့သူတယောက်နေနဲ့အဲခြားတော့ကစားခဲ့တဲ့ပြိုင်ပွဲတွေလည်းရှိရဲ့အိမ်ကလည်းဒါမြန်မာမျိုးသမီးတင်းကဒါထိုင်းအောင်နိုင်ခဲ့တာ ਈ ပါလည်းရှိရဲ့ဆိုတော့ဘယ်လိုထင်မိလဲကျွန်တော်အဲ့လိုမျိုး2019ကနေပြီးကစားတာရောကိုတွေ့ကစားခဲ့ရတာရော ဲ့လိုမျိုးဘေးကနေကြည်ခဲ့ရတဲ့အချိန်ရောဆိုထိုင်းရကြကစားရတာလွယ်တယ်ကွာဒါပေမဲ့သူတို့ကကြောကစားရတယ်ပြီးရှုံသူတို့ရှုံသွားရင်လည်းသူကအေးဆေးပြန်တယ်ပြီးပြန်သွင်းတယ်ဒါပေမဲ့ကိုကစားခြင်းလည်းကစားလို့ရတဲ့ပုံစံမျိုးကွာ VNN ကြတော့အရန်ဖောက်ဖောက်ကတာခက်ခဲတယ်အရန်ကြက်တော့ထိုင်းရကြောခုဆိုတဖြည်းဖြည်းနဲ့လူကြီးတွေကမရှိတော့တဲ့ပြငယ်ငယ်တွေပဲရှိတော့တယ်အဲ့တော့အတွေ့အကြုံဘလို့ပဲဖြစ်သူတို့မှအရေးချင်းရှိရင်တော့အတွေ့အကြုံမှရောက်သွားပါဘမာကြည့်လဲဆိုတော့ခု ူဒီအရှိတပွဲမှာသူတို့ပြိုင်သွားတဲ့အချိန်မှာနောက်ဆုံးဟိုအကြီးနဲ့ငယ်တပါကွာွားဆိုလိုမျိုးကွာွားပေါ့ကစားတဲ့အချိန်မှာအဲကြောင့်ဇူလိုင်ရုပ်ခေတ်တုန်းကကစားသမားတွေမပါတော့မပါတော့ဟုတ်ကဲ့ဩဆရာဒါသူတို့ကတော့သွေးသစ်လောင်းတာပေါ့ဒါထိုင်းနေထုံးစံအတိုင်းပါပဲသူတို့ကတော့အငယ်အငယ်တွေဦးစားပေးရင်းနဲ့ဒီလိုပဲတဖြည်းဖြည်းတည့်ရိတ်ပြန်မွေးရင်းနဲ့ပြန်တက်တာပေါ့နော်ဆိုတော့ အဟုတ်ပြီအဲ့ဆိုလို့ရှိရင်အခု C game အတွက်လည်းဇူလိုင်ကအများကြီးမျှော်လင့်ထားတယ်ဆိုတော့အခုလက်ရှိပွဲတွေကိုကိုကိုတိုင်းမကစားရဘူးဆိုပေမဲ့ပြန်ကစားဖို့အတွက်ပွဲတွေရောကြီးပြက်လာအမျိုးသမီးတင်ပွဲအဲကြီးပြက်တယ်ကျွန်တော်ပွဲတွေဆိုတော်တော်များများခါလေးကျရင်အခုဒီ ISP ဘွဲဘာညာလေဆိုလီယာဥစ္စာတွေဘာညာလေဆိုကျွန်တော်ခါလေးကြရင်ကမိုးချုပ်လို့ညာဘက်မကြည့်ပြင်မယ်ကျွန်တော်လိုက်လွင်လိုက်ဘာညာကြီးကြည့်ပြီးနောက်တစ်ခုသူတို့ပြိုင်ဘွဲဥမာယူဆက်ခုံပဲဖြစ်ဖြစ်ယူဆက်ရှစ်ပဲဖြစ်ဖြစ်ကျွန်တော်ပွဲတိုင်းကုံကြည့်ဘလုံးဘွဲတော့အဲဆိုတခြားအဲ့လိုမျိုးနိုင်ငံဘွဲတော့မကြည့်တော့ကိုယ့်ရဲ့ပြည်ပြည်တွင်းပဲဖြစ်ကိုယ့်နိုင်ငံဘွဲဆိုကြည့်ဘာလို့ကိုကတစ်ဖက်တစ်နေရာနဲ့အားပေးခြင်းလို့ဟုတ်အဲ့လိုမျိုးကြည့်ပြတာများတယ်ဟုတ်ဟုတ်ကဲ့ဆိုတော့အဲ့လိုပွဲကြည့်နေချိန်မှာငါတစ်ချိန်ကြရင်ငါအဲဒီ injury လက်ပြန်တက်လာတက်တာလာပြီဆိုတော့ဒါမျိုးပြန်ခံမယ်ဆိုရဲစိတ်ခံစားကြောရှိတယ် ရှိရအဲ့လိုမျိုးပြန်တက်တာပြီးပြန်ကစားခြင်းနဲ့ဥစ္စာမျိုးဖြစ်တယ်ဘာလို့လဲဆိုအဲ့နေရာ ကိုကိုယ်တိုင်ကစားခဲ့တဲ့နေရာမလို့လေအဲ့ကြောင့်မလို့ပြန်ပြီးတော့အဲ့လိုမျိုးဖြစ်ခြင်းမိတယ် ဖြစ်မှာပါဖြစ်ဖို့လည်းဆူတောင်းပေးနေပါတယ်အရင်ဇူလိုက်ကျော်မတို့အများကြီးပြောင်းပြင်းချင်ပါတယ်ဆိုတော့လက်ရှိ current team ကိုရောအဲအားနေချက်အားသာချက်ဆိုပြီးတော့ကိုကတော့ကိုင်းထဲမှာကစားတာမဟုတ်ဘူးကိုကအပြင်အကြီးရဲ့ပြိသက်တယောက်အနေနဲ့ပဲဖြစ်ဖြစ်ကိုကကစားခဲ့ဘူးတဲ့ကစားသမားတယောက်အနေနဲ့ပဲဖြစ်ဖြစ်သူတို့ရဲ့အားနေချက်အားသာချက်ဆိုတော့အသင်းတိုင်းကတော့ပြောမှာဆိုလက်ရွေးစင်အသင်းအမျိုးသားအသင်းမဟုတ်အမျိုးသမီးမဟုတ်အသင်းမဟုတ်ကလပ်အသင်းဘယ်အသင်းမှာဆို အားနည်းချက်ရှိသူအားသာချက်တွေလည်းရှိဆိုတော့လက်ရှိဒီမြမအလဲရွေးစင်အမျိုးသမီးတင်းရဲ့အားနည်းချက်အားသာချက်ကိုထောက်ပြပါဆိုဇူလိုင်ဘောက်ထောက်ပြချင်အားနည်းချက်ကတော့အဲ့လိုမျိုးဘယ်လိုပြောမလဲဆိုအငယ်တွေရမ်းများပေါ့ကျွန်တော်မှာငယ်ဒါပေမဲ့လည်းသူတို့မှာအတွေ့အကြုံလေးလိုမယ်ပြီးနောက်တစ်ခုကကျွန်တော်တိရတော့တော့ကလေးတွေမှာအရေးချင်းမရှိတာမဟုတ်ရှိတယ်ကွာခါလေးကျရင်တုံးချဖို့အတွက်ကိုသူတို့မှာနည်းနည်းကိုကိုကိုဘာရေးချင်းရှိမလဲဆိုတော့မသိသေးဘူးအဲ့လိုမျိုးရှိပြီးနောက်တစ်ခုကနီးပြခိုင်းတာကိုသူတို့တေချာလိုက်လုံနိုင်မလားအဲ့လိုမျိုးစိတ်တော့ ချိုးရင်မိတာပေါ့တခါပေါ့ပြီးအာသာကြတော့တို့ကအဲ့လိုမျိုးစီစီလုံးလုံးရှိရအရင်ပွဲဆိုပူတိတာဟုတ်တခြားပွဲနဲ့မတူအရန်စီလုံးလားကစားတာအစပြောင်းပုံစံပြောင်းသွားတာအဲ့လိုမျိုးအဓိကစီလုံးရင်ကွာအသင်းကွာဆရာများနေလဲမနိုင်နိုင်သလိုမကစားတတ်ပဲနဲ့လူတွေများပြီးစီလုံးနေလဲနိုင်နိုင်တယ်အဓိကစီလုံးမှုပဲဟုတ်ကဲ့ကဲဒါဆိုလို့ရှိရင်အခုစီးကိန်းသွားပြရမယ့်ကလေးအတွက်လည်းဒါတော်တော်လေးယုံကြည်ချက်ရှိနေမယ်လို့ထင်တယ်ဆိုတော့ July ကဒီ အာကစားသမားလက်ရွေးစင်ကိုပြန်ပြီးတော့ပါဖို့အတွက်ဘယ်လိုမျိုး bounce back ပေါ့နော်ကိုကိုကိုဘယ်လိုပြင်ဆင်ပြီးတော့ပြန်လာမယ်လို့အဲစဉ်းစားထားရှိတယ်။อืมကျွန်တော်ကတော့အဲ့လိုမျိုးပြန်သွားကျင်လာလို့မေးသွားကျင်တယ်။ဘာဖြစ်လဲဆိုကို6ရက် injury ကဘယ်လိုမှမသိသေးဘူး။အဲ့လိုမျိုးအရန် rehab လုပ်ရတဲ့ဥစ္စာကိုခုနောက်ပိုင်းတဖြည်းဖြည်းနဲ့ပြန်ပြီးလုပ်ရတဲ့ဥစ္စာတွေလည်းရှိသေးတာမို့တကယ်လို့ကျွန်တော်ပြန်သွားလို့အဆင်ပြေတဲ့ချိန်ကျရင်ကျွန်တော်6ရက်ပြောက်တဲ့ချိန်ကျရင်တော့ကျွန်တော်တေချာပေါက်လေးရက်ချင်းမှပြန် join ပြီးကစားကျင်တယ်။ဟုတ်ကဲ့ဟုတ် ကျ Okay ဒါဆိုလို့ရှိရင်အမနောက်ဆုံးတစ်ခုအနေနဲ့မေးချင်တာက July ရဲ့ဒီဘောလုံးလို့ပြောလိုက်ရင် July ပြောရတဲ့မှာမိသားစုရဲ့ဘောလုံးဘောလုံးရဲ့က July ရဲ့ဘဝမှာအရေးကြီးဆုံးလို့ပြောတယ်ဆိုတော့ July တကယ်လို့များဒီဘောလုံးကိုအမြင့်ဆုံးအောင်မြင်မှုကတော့ခုလက်ရွေးစင်တိဒါပွဲလေကစားပွဲဆိုတော့အဲဒါလူကတချိန်ချိန်ဒီအသက်ရွယ်ရာ July ဆိုရင်အခုဒါ27ပေါ့နော်29ရောက်လာပြီဆိုတော့တချိန်မှာကစားသမားဘဝနားရမှာပဲ ဆိုတော့အဲ့လိုချိန်ကြရင်ရောဇူလိုင်ရဲ့ရည်ရွယ်ချက်ကငါဘောလုံးနဲ့ပဲဆက်သွားမယ်လို့ဆုံးဖြတ်ထားလား။อืมကျွန်တော်ကလေဘောလုံးပြီးသွားရင်နီးပြားလောက်ရတာဝါသနာပါပဲ။ဩဟုတ်ကောင်းအဲအဲကြောင့်ကျွန်တော်ဒီကြားထဲမှာကျွန်တော်အဲ့လိုမျိုး6တော့ဖြစ်နေနေနားနေနေကျွန်တော်စီလိုက်စင်တက်လိုက်တယ်။ဩဟုတ်အကျိုးရှိရှိသုံးချရနော်။ဟုတ်ကောင်းတယ်ဆိုတော့ဒါဆိုရင်ဘောလုံးသမားဘောကနေနားဝိုင်းကိုယ့်ရဲ့ပန်းတိုင်ကနီးပြားပဲ။ဟုတ်ဟုတ်ကဲ့ဆိုတော့ကောင်းပါတယ် ကဲဒါဆိုလို့ရှိရင် July အဒီ SEA Game တွားကစားမဲ့ကလေးတွေရောအပေးစကားပြောပါဆိုဘာပြောချင်လဲအပေးစကားပြောစီစီကလုံးလုံးနဲ့ injury ကင်းပြီးတော့အကောင်းဆုံးကစားနိုင်ပါစေလို့ပြောချင် Okay ဒါဆိုရင်အမတို့အ July ကြောဆိုပြီးတော့စပြီးတော့နာမည်အာနာမည်ကြီးရပေါ့ကွာတည်တာအဲ့လိုမျိုးအချိန်လုံးကနေအားပေးရဲ့ပရိသတ်တွေလည်းရှိရဒါပေမဲ့လက်ရှိချိန်ထိလည်း authority interview season မှာတော့မှအဲဂျူလိုက်ကျော်မေးပေးပါလို့ပြောရတဲ့သူတွေရှိရအရန်တက်တက်ဆန်ဆန်ပဲအမခေါ်ပြီးတော့ ဂျူလိုက်ကျော်မိပေးပါဆိုရယ် comment တော့တွေ့ရချိန်မှာအမတော်တော်လေးပျော်သွားအမကိုယ်တိုင်လည်းတကယ် interview လုပ်ချင်တယ်ဆိုတော့ဒီလိုချိန်မှာဒါပြိသက်တွေကအရင်တည်းကလည်းအားပေးရယ်မြမလေးပြည်စင်တိုက်စစ်မှုဆိုအများကြီးရှိရယ်အမတို့မှာနာမည်ကျော်ဒါအမတို့ပြောဝဲပြောခဲ့သလိုပဲဒါကိုခင်မိုးဝေးတို့အဲပြီးလို့ရှိရင်ဝင်းသိန်းကြီးထွန်းတို့ဒီလိုအများကြီးရှိခဲ့နောက်နားသွားရတဲ့သူတွေလည်းရှိရယ်ပေါ့နော်လက်ရှိကစားခဲ့သူတွေရှိရတဲ့မှာမှာ ဇူလိုင်ကျော်ကိုအားပေးနေတဲ့ပြည်သက်တွေအရင်တည်းကရောအခုလက်ရှိချိန်ထိလည်းဇူလိုင်ကျော်ပြန်လာမဲ့အချိန်ကိုစောင့်နေတဲ့ပြည်သက်တွေရှိတယ်။ဆိုတော့သူတို့ဘာများပြောချင်ပါလဲ။ဟုတ်ခုလိုကျွန်တော်အားပေးရတော့လေဂျေဆုတင်ပါတယ်လို့ပြီးတော့နောက်လဲဆက်ပြီးတော့အားပေးတာအားပေးပါအောင်လို့ကျွန်တော်မမဟုတ်ဘူးတခြားအဲ့လိုမျိုးနောက်ထပ်အငွေတွေရောအကြီးတွေရောရှိခုစက္ကန့်နေတဲ့သူတွေကိုအားလုံးလဲအားပေးပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါဆိုတော့ဒီနေ့ MR ရဲ့ဒါ Woman Voice အစီအစဉ်မှာအချိန်တစ်ခုပေးပြီးတော့အခုလိုမျိုးဒါ injury ရှိရတာနားထားရဆိုပေမဲ့လည်းအဲ့လိုအချိန်ပေးပြီးတော့လာဖြည့်ပေးရကျေးဇူးများရင်တင်ပါတယ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါရှင့်ပရိသတ်များရှင်ဒါလီယိုရဲ့ဒီနေ့ Woman Voice အစီအစဉ်မှာဆိုလို့ရှိရင်တော့ပရိသတ်တွေတောင်းဆိုနေတဲ့မြန်မာလက်ရွေစင်တိုက်စစ်မှုဖြစ်တဲ့ဇူလိုင်ကျော်ကိုဒါပရိသတ်တွေကိုစားဒါလီယိုရဲ့မေးမြန်းပေးခဲ့ရပဲဖြစ်ပါတယ်ကြည့်ရှုခဲ့ကြတဲ့ပရိသတ်တွေအားလုံးလည်းကျေနပ်ကြမယ်လို့မျှော်လင့်မိပါတယ်ဒါလီယိုရဲ့ channel လေးဖြစ်တဲ့ The Sports Corner ကိုလည်းဒါ Facebook မှာ like လုပ်ခဲ့လို့ရသလို YouTube channel ဖြစ်တဲ့ The Sports Corner ရဲ့ဒါ YouTube channel မှာဆိုလို့ရှိရင်လည်း subscribe လုပ်ခဲ့ပေးဖို့ဒါလီယိုရဲ့ဒီကနေ့တခါရဲတောင်းဆိုချင်ပါတယ်အစားဆုံးကြည့်ရှုပေးကြတဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ပတ် ကလည်းဘသူတွေကို interview အနေနဲ့ခေါ်ယူပြီးတော့မေးမြန်းသားမလဲဆိုတာကိုဆက်လက်စောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့ရဲ့အစီအစဉ်လေးကနှုတ်ဆက်လိုက်ရပါရှင်။အားလုံးကိုကျေးဇူးတူရဲ့တင်ရှိပါရှင်။